င်္ဂလာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Do တွေယနေ့နောက်ခတ်အစီအစဉ်ရေ2025ဇွန်လ16ရက်တနင်္လာနေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ်နောက်ခတ်ချိန်ကာလကိုအစီအစဉ်တင်ဆက်သူကျမရွှေရွှေအောင်နဲ့မနှင်းပတ်အင်တို့မှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် 2025ဇွန်လ16ရက်နေ့တနင်္လာနေ့အတွက်တနင်္လာသတ္တမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနက်ခတ်ခွန်ရပါနဲ့မိမိတို့လုပ်ငန်းကိစ္စရများဆောင်ရွက်ရန်နက်ခတ်အချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ည8:52မိနစ်မှညာ9:12မိနစ်အတွင်းမှာဆိုရင်တော့ဟုံးကန်ကြီးမြင့်တဲ့လုပ်ငန်းတွေလောက်ကိုင်းနိုင်မယ်ဒရန်နက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်ညာ17:12မိနစ်မှညာ17:32မိနစ်အတွင်းမှာဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တရီကိစ္စရီကောင်းမွန်နိုင်တဲ့ဆုံးနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင် တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတနင်္လာနေ့အကူနနက်12:30မိနစ်မှနနက်12:30မိနစ်အတွင်းမှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုးလောက်ကင်မှာကအောင်မြင်မှုရရှိပြီးကန်စတာထုတ်ထက်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတနင်္လာနေ့အကူနနက်12:20မိနစ်မှနနက်12:40မိနစ်အတွင်းမှဆိုရင်တော့ရာဒူးဩဇာအနာကံကြီးမြင့်နိုင်တဲ့ထီးပြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ညနေ4:36မိနစ်မှညနေ4:56မိနစ်အတွင်းမှာဆိုရင်တော့အိမ်ချမ်းမြေရင်အယောင်းဝယ်ကိစ္စများပြုလုပ်ပါကကောင်းမွန်တဲ့စင်ဖြူနက်ကတ်ဂိမ်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေနေ့ညတကောင်ကျော်ပြီးတနင်္လာနေ့အကူနနက်12:30မိနစ်မှနနက်12:30မိနစ်အတွင်းမှဆိုရင်တော့ငွေကြေးရှင်ငွေရတနာ ထိကန်ဆမှုကံတွေကောင်းမွန်နိုင်တဲ့ရတနာနက်ကတ်ဂိမ်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်8:33မိနစ်မှနနက်8:53မိနစ်အတွင်းမှာဆိုရင်တော့သတ္တမိယန္တနာများထုံကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်တင်းလာနေသားသမီးများအပေါ်ပုံမထီအောင်နိုင်တဲ့ဆိုရက်နှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နေ့လယ်တနင်္ဂနွေ26မိနစ်မှနေ့လယ်တနင်္ဂနွေ49မိနစ်အချိန်တွင်းရဆိုရင်ဖြင့်ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ညနေ4:21မိနစ်မှညနေ4:41မိနစ်အချိန်တွင်းရဆိုရင်ဖြင့်အမှုကိန်းပြဿနာစိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ နနက်တနာရီ36မိနစ်မှနနက်တနာရီ56မိနစ်အချိန်တွေ့ရဆိုရင်ဖြင့်ဆောက်ရှုံးပျက်စီးမှုတွေကို ဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနက်9နာရီ56မိနစ်မှနနက်10နာရီ6မိနစ်အချိန်တွေ့ရဆိုရင်ဖြင့်မိတ်ဆွေတင်ခါများဆောက်ရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တူနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နနက်10:42မိနစ်မှာနေ့လယ်17:02မိနစ်အချိန်တွင်းရံဆိုရင်ဖြင့်အလုတ်စည်းဘွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဘင်္ဂါနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်ချိန်ခါတွေရာဆိုရင်ဖြင့်တနင်္လာနေ့သားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့နက်ခတ်ချိန်ခါတွေပဲဖြစ်ပါတယ်ရှင်။ဒီနက်ခတ်ချိန်ခါတွေကိုသမီးတို့ရဲ့ဆရာဆရာဦးဇေယျကိုမှအသေးစိတ်ကိုရိုင်းတွက်ချက်ပေးထားတာဖြစ်ပါတယ်ရှင်။